အားလုံးပဲမင်္ဂလာပါစကောညပြီးတော့ဂျိုဂျိုလိုက်ပါတယ်ခါအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့ကျွန်တော်တို့ဒီပြပမာရောပြည်တွင်းမာရောတဟုံတို့လက်လက်ရီတိုးတက်လာတဲ့စူပါရီချန်အကြောင်းပဲဖြစ်ပါတယ်စူပါရီချန်ကကျွန်တော်တို့ဒီပြပမာဆိုလဲဝမ်ချမ်ပီယံရှစ်မှာထိုးတက်ခဲ့တဲ့ပွဲမှာကျွန်တော်လက်ရီကောင်းနေပြသနေတယ်လို့သူ့ရဲ့တိုးတက်လာတဲ့အချိန်တွေကိုလည်းအားလုံးပြည်သက်တွေလည်းမြင်မိတာဖြစ်ပါတယ်ဒီပြီးခဲ့တဲ့ရှစ်ပိုင်းရှစ်ပိုင်းကျင်းပခဲ့တဲ့လှိုင်းထောင်ရွာလက်ဝေးပွဲမှာဆိုရင်လည်းသွစ်သစ်မောင်ကိုအစည်းသိရေးထိုးပြီးတော့သူ့ရဲ့ performance ကောင်းကိုပြသထားတာ ဟိုကျွန်တော်အားလုံးသိမြင်ခဲ့ရပါအဲ့တော့စူပါရီဂျန်ရဲ့လက်ရှိအခြေအနေကဘယ်လိုရှိလဲသူဘယ်လိုဖိုက်တာမျိုးတွေနဲ့ရှင်ပြန်ထိုးသက်ပြီးတော့နောက်တစ်ဆင့်ကိုတက်သွားနိုင်မလဲဆိုတော့ကျွန်တော်နဲ့ကိုစိုးညီတို့ကနေပူပေါင်းပြီးတက်ဆက်ပေးသွားမှာဖြစ်ပါတယ်အကိုမင်္ဂလာပါ မင်္ဂလာပါညီလေးဟုတ်ကဲ့စူပါရေချမ်းရဲ့ဒီလက်တလို့ပြသနေတဲ့စွမ်းရည်ရောလောကအမကန်ဖြစ်တယ်သူရဲ့လက်ရှိကီလိုဂရမ်မှာဆိုရင်လည်းအကောင်းဆုံးတယောက်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်ကိုသူတက်တည်ပြထားနိုင်တယ်ပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းကဒီရှင်ပိုင်ခဲ့တဲ့လိုင်းထောင်ရောက်ဘွဲမှာဆိုရင်လည်းဒါသူသူတက်မောင်ကိုအစည်းတည်ထိုးပြီးတော့သူရဲ့ performance ကောင်ပြသထားတယ်ပရိသတ်ကလည်းဒါကိုကျေနပ်အားနှစ်သက်မှုရှိတယ်အဲ့တော့လက်တလို့မှာသူ့ကိုနောက်တစ်ဆင့်တက်ဖို့အတွက်ဘလို fighter မျိုးတွေနဲ့ထိုးတက်တင်လဲဆိုတဲ့အမြင်တွေကလည်းရှိနေတယ်အဲ့တော့ကျွန်တော်သိချင်တာကလက်တလို့တိုးတက်လာတဲ့ဒီစူပါရေချမ်းရဲ့စွမ်းဆောင်ရည်ပေါ့အကိုရဲ့အမြင်ကိုသိချင်တယ်အဲ့တော့ပရိသတ်ကိုအသေး ေးစိတ်လေးရှင်းပြပေးပါဦး။သူကညီကဝမ်းမှာလက်ဖမ်းပြတယ်။နိုင်လာရှိတယ်ရှုံးလာရှိတယ်ဒါပေမဲ့သူ့ performance တော်တော်ကောင်းတယ်။ဒိတ်သက်လည်းအများကြီးစိတ်ဝင်စားလာတယ်ဆိုတော့ကြောင်းဒါဝမ်းမှာသူကလာခဲ့တဲ့တစ်ပိုင်းဒီတွင်မှာကြည့်တော့လေသူကညီကန်းဒီ60နဲ့65ချားပါရှိတယ်။ဟုတ်ကဲ့မှာဆိုရင်အဲ့ဒီဟာ60 65ချားမှာဒီတွင်မှာရိုးရလက်ဝိသမားအများကြီးအရှမ်းများတယ်။ကစားသမားကောင်းနေလည်းအများကြီးပဲရှိတယ်။ ကိုစိတ်ထင်ဆယ်ရောင်းနဲ့15ရောက်ချာလောက်ကိုရှိတယ်အဲ့ဒီဟာမှာမာလက်ရှိအနေထားရဆိုစူပါရေချမ်းစီသူဝိတ်တန်60 65လောက်မှာနောက်တစ်ဆင့်မြင့်သွားတဲ့အနေထားမျိုးရှိတယ်ပြိုင်ဘတ်ရှားနေတယ်ပြည်တွင်းမှာပြိုင်ဘတ်ရှားတဲ့အနေထားမျိုးထိရောက်လာတာမျိုးတွေ့ရတယ်နေဆက်ဆုံးပြောရရင်ညီလေးကပြောပါတယ်လိုင်းထောင်ရွှဲတယ်ကရင်ပြည်နယ်ပတ်အံမျိုးနေတယ်ကလိုင်းထောင်ဒီကဲတဲ့ AP 5မှာလောက်ရတယ်ဟုတ်ကဲ့စူပါရေချမ်းနဲ့တွေ့တဲ့မှာ ဒေသမောင်ဆိုတာစူပါဂျီချန်တဲ့အလုံးထဲရောအကြံမောင်နည်းနည်းလေးသားတယ်မနေဘူးပေါ့နော်နောက်ပြီးတော့အတွေ့အကြုံဘိုင်းမှာအများကြီးသားတယ်စီမညာလို့တောင်ပြောလို့ရတယ်ဒါပေမဲ့သူတိမောင်ကိုစူပါဂျီချန်ကစားဝါတာတော်တော်လေးကောင်းပါတယ်ကောင်းတယ်ဆိုတာသူတိမောင်တရည်ဆိုပေမဲ့မရှုံးရုံတမဲတရည်ဖြစ်တယ်အမှတ်ဆင့်ကြီးခံရတာမျိုးတွေရှိတယ်လဲကျလှဲချတာမျိုးတွေရှိတယ်အဲ့လောက်ထိစူပါဂျီချန်ဒီသူ့ရဲ့စီမညာကြတဲ့သူတိမောင်ကို pressure ပေးွားနိုင်တယ်ကစားပုံနဲ့ကောင်းတယ် ဲ့ဒီတော့ဘူလူစဉ်းစားရရှိလာတယ်သူကရေချမ်းစီတော့ဖောင်ရောင်းနေပြီလားဟုတ်ကဲ့လေတော့ဖောင်ရောင်းနေလို့ရှိရင်သူ့အတန်းမှာတိုင်းဘက်ကတိတ်မရှိတော့ဘူးတူတူတန်တန်ကစားမယ်ဆိုအဲ့တော့နောက် တစ်ဆင့်သွားတော့ပဲနောက်တစ်ဆင့်ရတယ်ရှေ့မှာပါရှိမလား90ဝင်းကျင်တန်းနေကျော်သွားဝင်းလို့ရှိပဲရှီကလိမင်းလို့ရှိရင်ရှီကလိမင်းကတော့ဒါပါတော့ဒါဟိုကလပ်ဟိုဖြစ်လေတော့ဟုတ်ကဲ့ကျော်သွားဝင်းလို့ရှိလာမယ်နောက်ပြီးတော့တစ်ဆင့်ကြီးစီရှေ့ဆက်သွားမယ်အဲ့တော့ပြည်သက်ကလည်းစိတ်ဝင်စားတယ် စူပါရေချမ်းစီနောက်တစ်ဆင့်ဘသူတွေနဲ့တွေ့နိုင်မယ်ဦးနာကြီးညီလေးပြောပါသလိုပဲဘာတွေဆက်ဖြစ်လာမလဲဟုတ်ကဲ့ဘယ်လောက်ထိသွားနိုင်မလဲအဲ့ဒါကစူပါရေချမ်းရဲ့လက်ရှိအနေအထားအရအနေအထားအရဆိုတော့သူ့ရဲ့ကိုတက်လာတဲ့အနေအထားအဲ့ဒါကြာပြည်သက်တွေစိတ်ဝင်စားနေတယ်ဒါကတော့အချမ်းပြင်းပေါ့နော်စူပါရေချမ်းရဲ့လက်ရှိရှင်ဟုတ်ကဲ့ဒီ super agent ပြီးခဲ့တဲ့တလောက်တည်းမှာသူပြတဲ့ performance ပြီးလို့ရှိရင်တက်ပေါ့ပေါ့နော်ပြီးသူရှင်မြန်ခဲ့တဲ့ဒီ fighter တွေပေါ့ ဘောနော်ဒီဆန်ကတစ်ကလွယ်ဆန်ကတစ်ဆိုတော့လဲဒါကစ်ပောင်ဆင်မှာသွားထိုးရတာဟိုဘက်ကလည်းဒါဆန်ကတစ်ဆိုတော့လဲဝေါ်ရက်ကော့ကောင်းတဲ့ပလေယာမျိုးဖြစ်တယ်အဲ့မှာတော့သူအမှတ်နဲ့ပဲရှုံးခဲ့တဲ့ရက်ကော့မျိုးရလာတယ်ပြီးခဲ့တဲ့ဒီလိုင်းတောင်ပွဲမှာပြန်ကြည့်မယ်ဆိုတော့တွေ့တက်မအောင်ဆိုတာကဒါကျွန်တော်ဒီအဖေအောင်တွေ့တက်ကပွားလာတဲ့ဖိုက်တာ PWC kit ထဲက သူ့ရဲ့ဒီ performance ကောင်းပြတာပြိတဲ့လက်ခံထားတဲ့ player ဖြစ်တယ်။အဲ့လိုဒီ fighter မျိုးကိုသူထိုးသွားတာလုံးဝအစီအသီးရေတစ်ဖက်ကိုလုံးဝအခွင့်မပေးဘဲနဲ့ထိုးသွားတဲ့ fighter မျိုးပေါ့နော်။အဲ့တော့ super ရဲ့ကြောင့်ပြောတဲ့အခါမှာကျွန်တော်ဒီ total လာတဲ့အခြေအနေတွေကတိတထရားစီမှာအချက်တွေကိုခုနထုတ်ပေးပါအောင်ကိုအတိကတော့အရင် super ရေကြမ်းအခုလည်းအတက်ငယ်လေးရှိပါအခုတတိထားမိတာလုံငယ်လေးတနည်းနည်းလောက်လေးဟုတ်ကဲ့သူဒီတိုက်စစ်ကစားကြတယ်အတက်ငယ်ကစားတယ်ဒီထိုးပေါက်ဆောင်တယ်ဘောက်စင် skill ကောင်းတယ် အချိန်လေးအနှွက်လေးနဲ့သွားတယ်ဖန်ရလက်သီးကောင်းတယ်အဲ့ဒီမှမှာအခုနောက်ပိုင်းဘာကောင်းလာလဲဆိုသူကသူကဖီးရကောင်းလာတယ်ထွေးလေးနဲ့မှန်လာပုံရတယ်ဟုတ်ကဲ့ဒီကိုအောင်စီရတို့စီရကစားသမားတော်တော်များများကတော့ကြာလေးကောင်းလာလေဆရာကောင်းနော်ဒီဘလူးရှိမယ်ဆိုစပါးကြီးတန်းရှိမယ်ချိုကလေးမင်းတို့ရှိမယ်အောင်ခိုင်တို့ရှိမယ်အားလုံးဒီတစ်စင်ချင်းတက်လာတာတွေတွေ့ရတယ်ဒီဒီလက်မြေဆက်ရုံကိုအောင်စီရတို့စီရဆိုရင်ဟုတ်ကဲ့အဲ့ဒီဟာလေးအဲ့ဒီတဲမှာတူတက်လာတဲ့တဲမှာစပါးကြီးတန်းဒီကိုအမြင်ကတော့ဒီဆုံးမှာပါတယ်အခု သူတိမောင်နဲ့ပွဲဆိုသူဘာတွေပိုကောင်းလာလဲဆိုတော့လက်လေးနင်းနင်းနာတယ်သူတခင်ကြားအဲ့တော့သူအမြင့်ကန်ကြတယ်ဘော်ဒီကန်လိုက်ဟိုက်ကကန်လိုက်တလှည့်စီကန်လည်းဘယ်ဘယ်ဟိုက်ကကိုနှစ်ချက်စစ်ကန်အောင်အားမျိုးတွေရှိတယ်နော် confident အရင်ရှိလာတယ်သူရေရဲတဲ့တပူကစားလာနိုင်တယ်သူရဲ့ stamina ဘိုင်းနေရာလည်းလုံးဝအပြည့်ပဲဒီငါးကြီးကျော်သွားတယ်သူတိမောင်နဲ့ဆိုရင်ပထမအကြီးကနေနောက်ဆုံးငါးကြီးရှိ stamina လုံးဝလျော့သွားတာမတွေ့ရအောင်ဟုတ်တယ်အဲ့ဒီဘိုင်းနေမှာတိုးတက်လာတယ် ဒီ super agent ကဒီကျွန်တော်သတိထားမိတာပေါ့နော်သူပထမဆုံး1မှာထိုးတဲ့ပွဲထင်တယ်ဒီနာမည်မှားကျင်လာလိုက်တာပေါ့နော်စစ်ချင်းနဲ့အကစားပြီးသတိထားမိရဲ့ဟိုသူ့ရဲ့ထိုးပုံကိုတမှုထူးခြားရလို့မြင်တယ်ဒါကျွန်တော်အမြင်ပေါ့နော်နောက်ပိုင်းမှာလည်းဒီသူနဲ့ပတ်သက်တဲ့ပွဲရှိတဲ့အခါမှာဒီပွဲကြိုအချက်လက်တွေပွဲပြီးမှတ်ချက်တွေအထူးသဖြင့်ပြည်သက်တွေဘယ်လိုမြင်လဲဆိုတာမျိုးဒီမြန်မာကစားဖိုက်တိုင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော် ဒီပြပရောက်မြန်မာတွေမဟုတ်ပဲねဒီထိုင်းကဒီမာရှယ်ပြည်သက်တွေကသတိထားမိလာတဲ့အခြေအနေတွေရောက်လာတယ်အဲ့ဒီမှာစူပါဘဂျေဂျန်နဲ့ပတ်သက်တဲ့မှတ်ချက်မျိုးတွေရှိတယ်အကောင်းတဲ့ဟာတွေပေါ့နော်အဲ तू ကမြန်မာ player ဖြစ်ပေမဲ့ဘယ်လိုပဲပေထိုးခန့်တို့မဟုတ်ပဲね तू မှာစုံတဲ့တိုက်ခွက်ရှိတယ်ထူးခြားတဲ့ဒီထိုးသက်ဟန်ရှိရဲဆိုတဲ့မှတ်ချက်မျိုးတွေကိုကြားရတယ်အဲ့တော့စူပါဂျေဂျန်ကတဖြည်းဖြည်းနဲ့ဒီဒီဘက်နဲ့တွေထဲမှာတဖြည်းဖြည်းနဲ့တိုးတက်လာတဲ့ fighter ပေါ့နော်တိုးတက်မှုမြန်နေတယ်ပါ fighter ပေါ့နော်အဲ့တော့ ထူတိုင်ချမ်းကိုလက်ရှိချိန်မှာဘလို့မြင်မိလဲဆိုရင်ဒီကျွန်တော်တို့အရင်ကဒီကြောသာဝင်းတိုးတက်လာတဲ့ပုံနဲ့ကျွန်တော်တွဲပြီးမြင်မိတယ်။ကြောသာဝင်းဆိုရင်လည်းသူတိုးတက်လာတဲ့ပုံစံကကျွန်တော်စူပါရေချမ်းနဲ့အဆင်တူတယ်ပြီးခဲ့တဲ့2021လောက်ကစပြီးတော့တောက်လျှောက်ပွဲတွေထိုးတယ်နိုင်တယ်ပရိသတ်လက်ခံနိုင်တယ် performance ကောင်းပြတယ်ပေါ့နော်ဒီထင်ရှားလာတဲ့ထိပ်ပိုင်းကိုရောက်လာတယ်အဲ့တော့လက်ရှိမှာဒီအခုခုနကပြောသလိုပဲ စူပါရီချမ်းကလည်း2ကီလိုတန်းမှာဆိုလို့ရှိရင်ဒါသူပြိုင်မဲ့ရှားသွားပြီဒီဒီကျွန်တော်တို့ဒီတိုချိုတာဝဲဆိုရင်လည်းဒီ tournament နဲ့ပွဲပြီးရင်ပွဲဝေးသွားတယ်လက်ရှိကျွန်တော်ဒီပြည်ရင်းမှာဒီမွန်ပြည်နယ်ကရင်ပြည်နယ်ဘက်မှာပွဲတွေကျင်းပနေတာတော့ကျော်တောင်ပွဲတွေမတွေ့ရဘူးပြည်ပောက်တော့ဝကိစ္စကလည်းတို့လိုတို့လိုနဲ့တက်နေတာမျိုးတွေရှိတယ်ကျွန်တော်ဘာတဲ့င်းမှာဆက်မကြအောင်ဘုန်းအသေးသေးအဲ့တော့သူတို့နှစ်ယောက်ရဲ့ပွဲကိုပြည်သက်တွေကလည်းဒီခုနလှိုင်းတောင်မှာလုပ်ခဲ့တဲ့ဒက်ဆွိုင်းရစူပါရီချမ်းရဲ့လက်ဆွိုင်းရကျော်တောင်ဝင်းနဲ့ဆိုလို့ရှိရင်ကြည့်ကောင်းမယ်ဆိုတဲ့အမြင်မျိုးတွေ ဖြစ်လာတယ်အဲ့တော့သူတို့နှစ်ယောက်ရဲ့ပွဲစဉ်အခြေအနေကဘယ်လိုဖြစ်လာနိုင်လဲကိုဒီကိုပါစင်တဲ့အကောင့်ကိုဒီရိုးရလက်ဝိပြည်သက်အချို့တွေလာပြီးတော့ဟုတ်ပြောကြတယ်အလားညီလေးပြောသွားတယ်လို့ပဲကြော်သာဝင်းနဲ့စူပါကြီးကျန်းသာဝက်ဖြစ်ခန့်ကြီးကောင်းပါပဲသူတို့နှစ်ယောက်မထိုးကြဘူးလားထိုးလို့မရဘူးလားဆိုပြီးတော့ ကိုမေးကြတယ်ဒီယူရလာဝေပြည့်တတ်နေတယ်ဒီချက်ပိုင်းမှာတော်တော်များများအဲ့တော့ကိုကူးနာရှေ့ပိုင်းမှာပြောသွားသလိုပဲစူပါရေရန်ဒီသူ့ဝိတ်တန်60 65ဝင်းကျင်မှာတော့ဒီတွဲမှာပြိုင်ပတ်သိမ့်ရှိတော့ဘူးဟုတ်ကဲ့အဲ့တော့ဘလိုပဲဖြစ်ဖြစ်စူပါရေရန်ကရှေ့ရှေ့ကိုတစင်တက်ရတော့တက်လို့ရှိရင် open weight ကကသာသမားတွေနဲ့ထူပါမယ် open weight မှာဆိုလဲကိုမြင်းမင်းတို့ကအများကြီးမရှိဘူးဘလို့လဲဘာဖြစ်လို့လဲဆိုတော့အောင်ခိုင်လို့ရှိပရမီယံလုံးနဲ့ကစူပါရေရန်ထိုးလို့မရဘူးအဲ့တော့ဘာတို့ကြမလဲရန်တိုင်းထုံးရှိမယ် ီကြော်သားဝင်ရှိမယ်နောက်ပြီးသွေးသွေးဝင်လာရင်တို့ထုံထုံမင်းတို့ရှိမယ်ထုံထုံမင်းတို့သွေးသွေးဝင်လာရင်တော့ခနာဖယ်ထားလိုက်တာခေါင်းနဲ့အဲ့ဒီဟာကိုချက်ချင်းသွားလို့မရသေးဘူးတဆင်ချင်းသွားမယ်ဆိုရင်ဒီစူပါရေချမ်းစီမဖြစ်မနေဖက်တန်းရမှာကိုမြင်လာဒီလေးပြောသလိုပဲကြော်သားဝင်မယ်သူတို့နှစ်ယောက်ဒီဖက်တန်းလာတဲ့ပုံစံချင်းနဲ့တူရယ်တူတတ်မှုဉာဏ်လာချင်းနဲ့တူရယ်အပြစ်လို့လဲဆိုတော့ဒီကြော်သားဝင်ကိုတန်းကလည်းစာထုတ်ကသာ59 60ဝင်းချင်းလောက်ပဲရှိတယ်ဟုတ်ကဲ့ body weight က ခုလက်ရှိမှာတော့80ကျော်မှထင်တယ်82 83အဝင်းကျင်လောက်ရှိတယ်ထွန်းထွန်းမင်းလေးကိုရှုပ်ပြီးတဲ့နောက်ပိုင်းမှာသူပွဲဝေးသွားတယ်ဒီ1ကိုသွားမယ်ဆိုတဲ့သတင်းတွေထွက်လာတယ်ဒါပေမဲ့အခုထိတော့1မှာမတွေ့ရသေးဘူးပေါ့နော်အဲ့တော့ဒီအနှစ်ချုပ်ပြန်ကောင်းလာရလို့ရှိရင်ကျော်သွားဝင်းနဲ့သူပါရေချမ်းထိုးလို့ရမလားဆိုထိုးလို့ရတယ်ဘလို့အချင်းနေမျိုးလဲဆိုနည်းနည်းတော့ညှိနှိုင်းပြီးထိုးဝင်ပေါ့နော်ကျော်သွားဝင်းဒီ82 83လောက်ရှိတာကနေ9ကီလိုလောက်ထားလာဟုတ်ကဲ့ ဥမာ68 60 68ဝင်းရလောက်ပေါ့နော်ဒီစူပါရေချမ်း65လောက်ရှိရင်3ကီလိုလောက်68.68ပေါ့နော်ဒီတွင်မှာဒီကီလို2ကီလို3ကီလိုလောက်กว่าတာဘာမှမဖြစ်ဘူးဒီတက်အများကြီး10ကီလိုကျော်15ကီလိုကျော်ထိုးတာတွေလည်းရှိခဲ့တယ်ရှိပါအဲ့တော့ဟိုကတ်စဝိတ်ပုံစံမျိုးပေါ့နော်မြန်မာလားဖြစ်အောင်တယောက်ကလည်းနည်းနည်းလောက်ဝေးချလိုက်တယောက်ကနည်းနည်းတင်လိုက်မှာဆိုရင်ဒီပွဲသည်ဖြစ်လာနိုင်တယ်ဖြစ်လာနိုင်တယ်ဆိုတာကြီကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာနိုင်တယ်လို့ကိုထင်တယ်သူတို့နှစ်ယောက် မဖြစ်မထိုးရမယ်လို့ပဲကိုထင်ထိုးလဲထိုးသိမ့်မယ်လို့ထင်ဟုတ်နောက်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုတော့ဟိုကပိုပြောဖို့ကြံသွားတာညီလေးမိွားတွေထဲမှာပါတယ်ကျော်စာဝင်းကဒီ1ကိုရောက်မယ်ဆိုတဲ့ဟာမျိုးဒါမှမဟုတ်တကယ်တကယ်မရောက်ခဲ့ဘူးတကယ်လို့သာကျော်စာဝင်းဒီစူပါရေချမ်းနဲ့ထိုးခဲ့မယ်ဒါဆိုဟိုနိုင်ခဲ့မယ်သို့မဟုတ်အစည်းသေးရခဲ့မယ်လို့သူ့ကို1ကလည်းပေါ်ကြမှာဘာကြောင့်လဲဆိုတော့စူပါရေချမ်းကိုညီလေးပြောသလိုပဲမြန်မာတွေမဟုတ်ဘူး1ကလည်းကြိုက်တယ်ထိုင်းပြည်သက်တွေလည်းကြိုက်တယ်နောက်ဆုံး25တင်းတဲ့ပွဲမှာ ပြသွားတဲ့ performance တကယ်အလန်းလာကြီးရှုံးခဲ့သည့်တိုင်အောင်စံကတစ်တို့ကစားသမားမျိုးသူအများကြီးလုပ်ပြသွားနိုင်တယ်အဲ့တော့စူပါရေချမ်းကို1အတိပီးသား1အတိပီးသားကစားသမားတယောက်ကူတာကြောသာဝင်းကစီစီဘိုးဘိုးလေးထိုးနိုင်ပြီဆိုသိကြတယ်သူဝမ်းမနေရရမှာပဲဟုတ်ကဲ့ဒါအကြံနေပေါ့နော်ကိုအမြဒီကျော်တော်ဝင်နဲ့ဟိုနေ့ဒီကျွန်တော်ဒီစူပါကျဲတွေ့ဖို့ကဒီစူပါကျဲကပြီးတော့မှဆိုလဲပွဲထိုးတာနဲတယ်ဗောနော်သူနေအဲ့တော့မစောလုံးလာဘူ ဝဲထိုးဝဲထားတာနည်းတယ်လို့တော့မဟုတ်သူလည်းထိုးသင်းတယ်လို့တော့ထိုးတယ်ဒါပေမဲ့အခုနောက်ပိုင်းအညီလေးရယ်ဘာဖြစ်လာလဲဆိုဝမ်းချက်မြင်ချက်ကိုကိုလိုရရလောက်ပြီးသွားတယ်သွားတယ်ဟုတ်ကဲ့သွားတော့ပြီးပဲမှာအရင်အားနဲ့ဆိုင်တော့ပွဲထိုးရတာနည်းတယ်ဆိုရပါဆိုဝမ်းချက်မြင်ချက်တာမရှိခဲ့လို့ရှင်သွားမထိုးခဲ့လို့ရှင်ဒီစူပါဂျီဂျန်တို့အတန်းမှာဆို60 65ပါဒီလက်ရည်နည်းနည်းဟာရယ်လေဟာမယ်အမေအဝေးတန်းမှာဆိုမင်းကြော်သားလို့ရှိမယ်မူထောင်းအောင်လို့ရှိမယ်အဲ့လိုဟာလေခဏခဏဝဲတွေပြင်းနေပါဒါပေမဲ့ခုနပြောသလိုမူထောင်းအောင်လို့လည်းဝမ်းဝမ်းအောင်သွားတယ် ဒီစပါကြီးဂျန်လဲမဟုတ်သွားဥမာတန့်တင်လို့တော့ရှိသေးတယ်ဒီလိုဝိတ်မကွာတဲ့ဟာလေဒါပေမဲ့အဲ့လိုအခြေအနေမျိုးကတော့ဒီ1ကိုလည်းသွားထိုးနေတဲ့အတွက်မဖြစ်နိုင်ဘူးအဲ့တော့သိကြပေါ့နောက်တစ်ဆင့် open weight ကိုအလိုတန်းချက်ပြန်ပေါ့ကိုတို့ရိုးရလဲဝိတ်မှာအခေါ်ပေါ်တော့ဟုတ် open weight လို့မခေါ်ပါဘူးအလိုတန်းချက်ပြန်အလိုတန်းချက်ပြန်ဘူးသူသွားရမယ်ဒါကတပိုင်းပေါ့နော်နောက်ညီလေးမေးတယ်မစောလုံးသေးဘူးသားလားနောက်တစ်ဖက်ကပြန်ကြီးမယ်ဆိုရင်စူပါရေချမ်းဒီ ကိုစိတ်ထင်ပေါ့နော်အတိအကျတော့ကိုမသိဘူးဒါမဲ့ကိုစိတ်ထင်ကိုတည်တဲ့လောက်က27 22ဝင်ကြလောက်ရှိပြီ20 27 22ဝင်ကြပေါ့နော်အဲ့ဒီအသက်ရွယ်ရသည်ရိုးရတဲ့ဝိသမားတရားမှာငယ်လေးလူပြောလို့မရအောင်ဘာကြောင့်လဲဆိုညီလေးလည်းသိပြီသားဆိုလင်းဟုတ်ဆိုလင်းဦးသည်18 18 20မပြည့်ခင်မှာတဲကပထမတန်းကိုတထိုးနေပြီထူထိုးခဲ့တဲ့ကစားသမားတွေသည်ဆိုလင်းထိုးခဲ့တာပြေမဆောင်လို့ရှိတယ်အောင်တရားလို့ရှိတယ်အများကြီးပဲ ဟိုရှေ့မှာဆိုပေါ့နော် တကယ်လူကောင်းလဲကြီးတယ်ဝါလဲရင့်တယ်သူ့လက်စီနေရကြတဲ့ကစားသမားတွေဘူးသူအများကြီးထိုးခဲ့တယ်ပထမဆုံးသွားမယ်ကစားသမားတယောက်ဒီဘလိုပဲပြောပြောထားလို့ရှောင်လို့မရအောင်ဝိနေနေနေကြီးကျင်ကြီးမယ်သူ့လက်စီနေရအတွေ့အကြုံနဲ့နည်းနည်းများကြများမယ်ဒါပေမဲ့ဒါတွေဒီရိုးရလက်ဝိသမားတယောက်အတွက်ပထမတန်းလွတ်တန်းကိုရောက်ဖို့အတွက်မဖြစ်မနေကြော့ဖျက်ရမယ်ဟာလေမဖြစ်မနေရှောက်လန်းရမယ်ခကြီးတွေပဲကိုကတော့အဲ့လိုမြင်တယ်အဲ့တော့ကိုညီလေးမေးခွန်းကိုထဲဒါရိုက်ဖြေရမယ်ဆိုရင် မစောဘူးလားလို့ညီလေးပြောတဲ့လောက်မစောဘူးမစောတယ်လို့တော့ကိုမထင်ဘူးထိုးသိမ့်တဲ့အချိန်တော့ရောက်ပြီလို့ထင်တယ်ဟုတ်ကဲ့ဒီအမြင်ပေါ့နော်ဒီပွဲပြီးရဲ့အခါကကျွန်တော်မလိုက်မေးကြီးရဲ့အခါဒီမှာတော့ဒီနီးစရာလိုမေးမေးရမျိုးရှိရယ်ရှီစူပါယူချန်နဲ့ဒီ ဒီခုနခုနကျွန်တော်ပြောလို့ကြော်ဆောင်ဝင်တဲ့ပွဲဖြစ်နိုင်လားဆိုတဲ့နေရာမှာသူတို့နှစ်ယောက်ရဲ့ယူနီမှုအပိုင်းကိုထုတ်ပြောလာတဲ့လူမျိုးတွေရှိဘာလို့ဆိုတော့ထွန်းထွန်းမင်းနဲ့တူတူကဘယ်တော့မှမထိုးခဲ့ဘူးတဲပေးရထိုးဖို့ညင်းခဲ့တယ်အဲ့လိုပုံစံမျိုးတွေနဲ့နှိုင်းရှင်ပြီးတော့သူတို့ကယူနီရဲ့ဆက်ဆံရေးငယ်တငယ်ချင်းဖြစ်တဲ့အတွက်သူတို့အပွဲကိုရှောင်နိုင်နေဆိုတာမျိုးတွေဖြစ်လာတယ်အဲ့လိုအရာမျိုးတွေကရောဒါအတွက်အတားဆီးဖြစ်လာနိုင်တယ်ဒီအားတော့ညီလေးနောက်ွယ်အချက်လက်တွေကိုဒီကိုကပြောသွားတဲ့အချက်လက်တွေဒီဂျိုးဝိုင်းဘောကအခြေအနေတွေဂျိုးဝိုင်းဘောပေါ်ဖော်မန့်လေဒီနောက်ွယ်ကပါစင်နယ်ရယင်းနှီးမှုတွေ เจ้าတို့တခြားအเจ้าเจ้าเจ้าနေဆိုတော့ကိုမပြောတတ်ဘူးအဲ့ဒါတွေကအသာစီဖြစ်မဖြစ်ဆိုတော့ကိုလည်းပွင့်လင်းပြောရင်ကိုတခြားမသိဘူးအဲ့ဒီစားတွေကြတော့ဟုတ်ကဲ့ကိုကတော့လက်ရရရဲ့အရှိသူတို့အသက်ရရရဲ့သူတို့လက်ရှိရက်တည်နေတဲ့နေရအဆင့်တန်းရရဲ့ပေါ့နော်အဲ့ဒါဆိုရင်တော့ဒီနှစ်ယောက်ဒီပြည်သက်တွေကလည်းတောင်းဆိုနေတာတွေရှိတယ်ထိုးလဲထိုးသိမ့်ပြီလို့ကိုမြင်တယ်ခုနပြောတဲ့ personal ကိစ္စတွေနောက်ကိုရကိစ္စတွေဆိုတော့ကိုလည်းမပြောတတ်ဘူးနော် အဲ့တော့ဒီဆိုးလင်းနဲ့ခိုင်းလိုက်လိုက်တယ်ပေါ့နော်ပြောချင်တာကျော်ကျော်ဝင်းကဒီအရွယ်မတိုင်ခင်ပေါ့နော်အရွယ်မတိုင်ခင်မှာကျော်ထွန်းထွန်းမင်းနဲ့ open weight ကြီးတက်ထိုးပြလိုက်တယ်ဒီကီလိုကလည်းသူတို့တင်ထားတာတော့ကွာတယ်အလုံးရက်ကွာနေရရှိတယ်အဲ့တော့အဲ့ဘွဲမှာသူရှုံးတယ်အလဲတို့ခံပြီးရှုံးသွားတယ်ရှုံးသွားတဲ့အချိန်မှာလည်းကျွန်တော်ပွဲဝေးသွားတယ်သူ60သွားနိုင်မဲ့ဟာရဲ့အတွက်တော့နောက်တလန်းပြတ်ဆုံးသွားသလိုမျိုးအခြေအနေတွေဖြစ်ကုန်တယ်ဟိုအညွန့်ကျိုးသွားတဲ့ပုံစံမျိုးပေါ့အဲ့တော့ super ရေချမ်းကကိုအခုအချိန်မှာအဲ့လိုမျိုးတက်ထိုးလိုက်သူ ဝမ်းမှာလည်းနည်းနမယ်ရနေတယ်ပြည်တွင်းမှာလည်းအညွန့်တလူလူဖြစ်နေတဲ့အခြေအနေကနောက်ပြန်လာကြသွားနိုင်မလားဘူးကတော့အဲ့လိုမဖြစ်ဘူးအခြေအနေတွေကလည်းမတူဘူးလို့ထင်တယ်ကျော်သာဝင်းစီထွန်းထွန်းမင်းကိုရှုံးလို့ဝဲဝေးွားတာတော့မဟုတ်တော့ထင်တယ်ဘာဖြစ်လို့လဲဆိုအညွန့်ကျိုးွားတယ်လို့လည်းကိုမထင်ဘူးဘာဖြစ်လဲဆိုတော့ထွန်းထွန်းမင်းနဲ့ဒီကျော်သာဝင်းပွဲပြီးွားတဲ့အချိန်မှာကိုဒီမှာရှိတဲ့နိုင်ငံတွင်းဟိုအခြေအနေအကြောင်းအကြောင်းပေါ့နော်ညာကောင်မှာဆိုလည်းပွဲကြီးလုံးဝမရှိတော့ဘူးအဲ့ဒါတွေပွဲတွေဝေးွားတယ် င်ဂျင်ဒီနယ်တော့အဲဒီမှာတော့ပွဲတွေရှိတယ်။ဒီကျော်သာဝင်းစီညာသွားဖြင့်ကဒီကင်ဂျင်ဒီနယ်မှာအဲဒီမှာလုပ်တဲ့ပွဲတွေမှာပွဲအရနဲတယ်။နဲလေးရှိတယ်ပေါ့နော်။မရဘူးလို့ဆိုလိုတာပေါ့။နဲရှိတယ်။အဲ့ချိန်မှာထွန်းထွန်းမင်းကိုသူရှုံသွားပြီးတဲ့နောက်ပိုင်းမှာဒီရန်ကုန်ပွဲတွေနဲသွားတယ်။အဲ့ဒီဟာတွေကြောင့်လည်းသူပွဲဝေးသွားတာလို့ကိုထင်တယ်။ရှုံသွားလို့ကြောင့်မဟုတ်ဘူး။ဖုံးရည်ဆိုတာလည်းအညွန့်ကျိုးတယ်လို့ကိုမထမ်းအောင်ကြော်တော်ဝင်းစီလည်းကြော်တော်ဝင်းတက်ရရထုံထုံမင်းကိုထိုးလို့ရတယ်ဝိတ်ကွာတာတော့မှန်တယ်မှန်ပေမဲ့ ခုနကဘာဖြစ်သွားလဲဆိုတော့တစ်ခါလေကျရင်ရိုးရရလဲဝေးမှာကျွေတလက်ကျက်လက်ဟုတ်ရှိတယ်ထိုးပေါက်ဆွတ်သွားတာမျိုးတွေရှိတယ်ထိုးပေါက်ဆွတ်သွားတဲ့အတွက်လည်းလူခံလာရတာမျိုးတွေရှိတယ်အဲ့တော့ကြော်တော်ဝင်းကိုလည်းကိုကပွဲဝေးသွားပြီမယ်အညွန်ချိုးသွားတယ်လို့မခံစားရဘူးမထင်ဘူးကြော်တော်ဝင်းပြန်လာလိမ့်မယ်ဒီအခြေအနေအကြောင်းကြောင့်ဒီပွဲတွေကျင်းပတာငဲနေတဲ့အချိန်မှမို့လို့ပွဲဝေးနေတယ်လို့ပဲယူဆရတယ်အဲ့လိုမျိုးပဲစူပါရေချမ်းတီလည်းကြော်တော်ဝင်းနဲ့ထိုးတာဆောရတယ်လို့မထင်ဘူးအညွန်ချိုးသွားမယ်လို့နိုင်တီရှုံးစီကတော့ ်တပိုင်းပေါ့နော်နိုင်နေရှုံးနေကိုကိုမပြောဘူးဒါပေမဲ့ကြည်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာတယ်ဥပမာရှေ့အရှေ့မှာဆိုလဲကိုတို့အများကြီးပဲရှိခဲ့တယ်ဥပမာဆိုလင်းမှုလို့ရှိခဲ့တယ်နောက်ဒီထွန်းထွန်းမင်းတို့တူတူတို့သူတို့စီလဲသူတို့အသက်အရွယ်ရဆို20ဝန်းကျင်လောက်နဲ့ပဲဒီပထမတန်းကိုတက်လန်းလာတာထွန်းထွန်းမင်းတို့ဒီလူတို့ရဲ့ရှောက်လန်းမှုလို့လည်းပြန်တဆင့်ချင်းပေါ့နော် step by step တွားတော့သွားမှာပဲနိုင်လာရှုံးတာကတော့ကြိုပြီးတော့ ဘူးမှမပြောနိုင်ဘူးပေါ့နော်နိုင်တယ်ရှုံးတယ်ဆိုတာကိုဘုံမပြောချင်ဘူးဒါပေမဲ့အပွဲကောင်းတစ်ပွဲဖြစ်လာမယ်ဒိတ်သက်တည်းရလည်းလက်ရှိချိန်မှာစိတ်ဝင်စားနေတယ်ပွဲတစ်ပွဲဖြစ်လာမယ်ဘူးချိန်မှာကျော်သွားဝင်းနဲ့စူပါရေချမ်းအောင်ဘူးမှတော့ပွဲမတည်သေးပါဘူးဟာကိုကကျူပြောသလိုမျိုးဖြစ်နေတယ်ပေါ့နော်ဒါပြည်သက်တည်းရတာဟိုဟာဖြစ်နေလို့ဒါဒိတ်သက်တည်းလာလာမြင်နေလို့အဲဒီစူပါကြီးချမ်းအရှိဘယ်သူလဲတွေ့မလဲတွေ့မယ်ဆိုတော့ဟိုကျော်သာဝင်းနဲ့ပဲတွေ့ပဲအဲ့ဒီသဘောမျိုးလားပြောတာကိုကတော့ဖိုးတင်တယ်အညွန်ကျိုးမဲ့လို့လည်းမခံစားအောင် ကောင်းကောင်းလည်းထိုးနိုင်မယ်လို့ထင်တယ်အဲ့တော့ဒီအကိုပြောဖို့ရဆိုလို့ကျဒါတို့နှစ်ယောက်ပွဲကထိုးလို့ရပြီပေါ့နော်ရောတယ်စူပါဂျီချန်ကဝမ်းမှာလည်းထိုးနေတယ်ဘေးပွဲလည်းထိုးတယ်အဲ့တော့ဒီသူတွားနေတဲ့ကီလိုရပါဘူးဝမ်းမှာလည်းဒီ hydrogen test ကြီးကတေချာလောက်လာတာဖြစ်တဲ့အတွက်အဲ့ weight တေချာမှာဗျာများသွားနိုင်မလားကိုသူကတွားနေရလက်ရှိက62 63လောက်လို့လေမေမေကကောင်းတယ်အဲ့ဒါတော့စဉ်းစားရမှာစဉ်းစားမှာဆိုအကူကိုယ်တိုင်းလည်းစဉ်းစားရတယ်ဒီပြောတဲ့လူမျိုးဟုတ်ကဲ့ side effect ဖြစ်လာမလား side effect ပဲဆိုကြပါဦးเนาะဖြစ်လာမလားတော့ ဒီစူပါရေကျန်းဒီဝမ်းမှာထိုးနေတာ135ပေါင်းလဲအဲ့ဒီဝင်းကျင်မှာသူထိုးနေတယ်တကယ်လို့ပြည်တွင်းမှာကြော်တော်ဝင်းနဲ့ထိုးမဲ့သူသူအနည်းဆုံး3ခီလိုဒေဂီလိုလောက်ထက်သင်ရမယ်အဲ့တော့သူပင်တန်ဝေးတန်းလောက်ရောက်သွားမယ်ဝမ်းမှာဆိုပင်တန်ဝေးတန်းလောက်ရောက်သွားပြီဝိတ်တင်ချာမှာသာသမသည်အတက်ငယ်ရွယ်သည်ဖြစ်စေတက်ကြီးရင်သည်ဖြစ်စေဝိတ်တင်ချာမှာဒီ energy တွေအများကြီးတုံးပါတယ် performance နေနေကျော်နေသက်ကူပါပြရရင်တွေ့တဲ့ဝင်လာတွေ့တဲ့ဝင်လာနေဒီ tournament နဲ့သာထိုးတာ သူတို့ဝင်လာရကိုလိုသိတာ69 90ဝင်းကျင်လောက်ပဲရှိတယ်ဟုတ်လားအဲ့ဒါကနေထွန်းထွန်းမင်းနဲ့ထိုးဖို့အတွက်55 96လောက်ဆိုနေတယ်လေတင်လိုက်တင်လိုက်ပြီးတော့ထွန်းထွန်းမင်းကိုထိုးတယ်ဒါလက်ကတော့ကောင်းပါတယ်ထွန်းထွန်းမင်းနဲ့ပွဲပါဒါမှမဟုတ်ဘာဖြစ်လဲဆိုတော့သူတို့ဝင်လာရထွန်းထွန်းမင်းနဲ့ထိုးပြီးဝိတ်ပြန်ချလို့မရတော့ဟုတ်ကဲ့သူ performance နေအောက်သွားတယ်သူရလှူရှားမှုကြီးလင်းကြီးသွားတယ်ဟုတ်ကဲ့အဲ့ဒါလေးကြီးတွေ့ရတယ်ဒါပေမဲ့အခုနောက်ပိုင်းပွဲတွေမှာတော့သူတို့ဝင်လာရင်နည်းနည်းလေး weight ပြန်ရောလာတယ် ဒီ step လေးတွေကောင်းလာတယ်သင်ချက်မှုလေးတွေကောင်းလာနောက်ဆုံး super premium နဲ့ပွဲလို့ပါအောင်ပါဆိုအရင်သေးသေးဝင်လိုက်ဟိုမမြင်ရဘူးဆိုတော့ရရင်တော့မှတော်တော်လေးပုံစံကောင်းတန်ပြလာတာလည်းရှိတယ်ဟိုစကားကတော့ခေးနေနေလေးချော်သွားတယ်เนาะပြောပြောရမယ်ဆိုရင်ပါဒီလေ weight တင်ဝင်ချကြည့်ကစားသမားပေါ်မှာ effect အများကြီးရှိတယ်သူတစ်ဖြင့် weight ကိုပုံမှန် weight မဟုတ်တဲ့ weight တစ်ခုကိုတင်ပြီးတော့ normal weight ကိုပြန်သွားတဲ့အချိန်မှာ energy တွေအများကြီးတော့တော့ခန္ဓာကိုယ်ကနေပြီးတော့အဓိကတော့ effect ရှိတယ်ဒါကတော့မြင်လို့မရဘူး အဲ့တော့ကိုလိုစဉ်းစားရမှာတခုပဲရှိတယ်ဖူပါရေချမ်းဒီဘယ်ဟာကိုသွားမလဲဘယ်ဟာကိုဦးစားပေးမလဲဝမ်ချမ်းမြရှိကိုဦးစားပေးခြင်းလေဆိုရင်တော့ဒီ3.5ကီလိုလောက်တင်ဖို့သူ normal weight ထက်အများကြီးတင်ပြီးတော့မထိုးတဲ့ဒါတော့ကိုအကြံပေးတာပေါ့နော်ဟုတ်ကဲ့အကြံပေးတာဆိုတာလေကိုရဲ့ယူစားချက်ပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးမထိုးတဲ့အဲ့ဒါဆိုတော့ခုနကဒီ3.5 weight ကီလိုတင်မထိုးတဲ့ဆိုတော့ကျောစာဝင်းနဲ့ပွဲမထိုးရတော့ဆိုတဲ့သဘောပြန်ပြောင်းပါမလားဆိုလိုတာက ဒီသူဘယ်ရောက်ဦးစားပေးမလဲပေါ့နော်သူရိုးရလက်ဝေးလမ်းကြောင်းလိုက်သွားမလားတခါတလေကြာညီလေးอ่ะဒီရိုးရလက်ဝေးမှမဟုတ်ပါဘူးနေဘယ်တိုင်းမှရှိတယ်တခုလို့ချင်းတခုဆွန့်လွတ်ပေးရတာမျိုး rescue ပေးရတာမျိုးရှိတယ်သူကဒါမှမဟုတ်လည်းလမ်းကြောင်းနှစ်ခုစလုံးမှာသူတို့ကကောင်းမွန်နေရလေလိုကဲမှာဆိုလဲတာသူတို့ကကောင်းနေဒီပြွင့်လင်းပြောရင်ဒီ1မှာဆိုရင်လည်းသူတကယ်ကောင်းနေတယ်အမြင်တွေရောအမှတ်ချက်တွေရောဒီလာမဲ့ပွဲတွေရောအခွင့်အလမ်းတွေအများကြီးမြင်နေရတယ်အဲ့တော့တခုကိုဆွန့်လွတ်သူတို့ကဒါတခုကိုဆွန့်လွတ်ရမယ်ဆိုတာကြတော့ခက်ခဲမနေဘူးညီလေးက ဆုံးလုံးရမယ်ဆိုတာမျိုးอ่ะညီလေးဟိုပါဗောနော်ကိုပြောတာဟိုနားနေမှုနည်းနည်းလွယ်သွားလာတော့မသိဘူးဆုံးလုံးရမယ်ဆိုတာရိုးရထိုးရင်1မှာသွားမထိုးပါဘူး1ထိုးလို့ရှိရင်ရိုးရမထိုးပါဘူးအမိပိုင်ဆုံးလုံးရတာမျိုးကိုပြောဆိုလို့ကျင်တာမဟုတ်ဘူးဒီ weight တင်လိုက်တဲ့အချိန်မှာမလိုလားအပ်တဲ့ side effect လေးတွေရှိတယ်အဲ့ဒါလေးကိုတော့ဒီလက်ခံပေးရမဖြစ်မလဲအဲ့လိုမျိုးကိုပြောကြတယ်လေဟုတ်ကဲ့အဲ့တော့ဒီကြောသားဝင်းနဲ့ဘွဲထိုးမယ်ဆိုလို့ရှိရင်ဒီ ဒီ super agent က1ကိုသွားနေတဲ့အနေအားမှာတော့ weight range ချကြတဲ့မှာပြာများသွားနိုင်မယ်လို့ပြောချင်တာကဘို့အေးညီလေးစဉ်းစားကြည့်လေခုဆိုကြပါသူသူထိုးနေတဲ့ဟာကနေ135ပေါင် fly weight သူ9 kg တော့ကျန်လာပြီ9 kg တော့ကျန်လို့ရှိရင်ဘယ်လိုပဲပြောပင်တန် weight တော့ကျော်သွားပြီ145ပေါင်ကျော်သွားပြီဒီအဲ့ကြားထဲမှာသူ1ဝင်လာတယ်တလားလောက်အချိန်ရတယ်ဟာတလားလောက်တွေမှာသူကျော်သွားတယ်5 kg 5 kg ကျန်ချရတယ်ဟုတ်ကဲ့အဲ့အတွက်တော့သူရှုံးခံရမှာပဲလေဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံကသားသမားတွေက9 kg မဟုတ်7 kg 15 kg ချတာပြဿနာမရှိဘူးကိုလိုမြန်မာကသားသမားတွေကအဲ့ထမင်းအိမ်ဟင်းစားတာ migration တွတ်ချက်ပြီးစားတာမဟုတ်ဘူးဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့5 kg ဆိုတာကလည်းမြန်မာကသားသမားတွေအတွက်ကတော့ခက်တယ်ပြန်မှန်းအဲ့ဒီဟာမျိုးကတော့ရှိမှာပဲအဲ့တော့တကယ်လို့ဒီကျွန်တော်တို့နည်း ဒီကျော်စူပါရဲ့ကျောင်းကျောင်းဝင်းနဲ့ weight kilo တင်ပြီးထိုးမယ်ဆိုလို့ရှိရင်တော့ဒီ one back ကပေးရပွဲချင်နေပေါ်မူဒီပွဲ rest ဒီရက်ချင်နေပေါ်မူတည်ပြီးတော့အပြောင်းလဲလောက်ရမယ်လို့ပြောပြောလို့ရမှာပေါ့ဒီကိုတင်လို့ချင်းဒါပေမဲ့ဒါကဟူနာအဲ့ဒီဟာလည်းမြင်နေရဟူနာစကားအပြောင်းကောင်းကိုတို့ကဒီအလုံး fair ဖြစ်အောင်ဆို cut weight ဆိုပြီးပြောလိုက်တာဟုတ်ကဲ့ဆိုကြပါစို့ cut weight မထိုးရေချမ်းကအခု65ရှိတယ်သူပုံမှန်တိုင်းပဲထိုးမယ်65ကနေ66 60ကုန်ဆက်သွားမယ်ဟိုကလည်းနည်းနည်းချရမယ်80လောက်ပြောက်သွားမယ် 66လောင်းနဲ့80လောက်ထိုးလဲထိုးလို့ရတာပဲသက်တမ်းလာတော့မရှိဘူးဟုတ်ကဲ့အဲ့ဒါဆိုဝနာပြောတဲ့ညီလေးမေးတဲ့ဝင်နေတာသက်တမ်းတွေမရှိတော့တော့အဲ့လိုအခြေအနေဆိုရင်ရေချမ်းထိုးပါမလားကိုသူဆိုလိုချင်တာပေါ့နော်ဆိုလက်ရှိဆိုရေချမ်းထိုးပါမလားဆိုတာညီလေးကိုတို့ရိုးရလက်ဝင်ပါဟိုတွေးမရှောင်နေစံထိုးလဲထိုးလဲဒါခစ်တည်းပြောင်းပြီလေခစ်တည်းပြောင်းဝင်ပဲညီလေးလက်ရှိမှာဆိုကြပါစို့နောက်ဆုံးကိုတို့ထိုးရတဲ့ဟုတ်ဒီ open weight ထိုးရတယ်ထွန်းထွန်းနဲ့တွေးတွေးဝင်လာပြီးနေပွဲမှာဆိုလဲ weight က กว่าเลยอะหมายกว่าเลยคิดดิเปียงเลยดูเปียวลงเหมียวดาดีดีบักแค่มาอูโหลาใบแม่ရှိသေးတယ်แค่มาพูจ๋าล่ะเว้ยနောက်ညီလေးป่าပါတယ်อูပြီးခဲ့တဲ့အေပီလာ4ရက်5ရက်နေမှာဇန်နိုင်ထွန်းเนี่ยနေထူးထူးဟုတ်တယ်55กิโลတော့กว่าเลยဒါပေမဲ့ စူပါရေချမ်းကကျွန်တော်ဝမ်းမှာတွားနေတဲ့လမ်းကြောင်းရဖြောင်းပြူးနေတယ်ပေါ့နော်ဒီကျွန်တော်တို့ဒီထွန်းထွန်းမင်းနဲ့သွေးတက်နောက်ဆုံးတွေ့ခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်သွေးတက်ကဒီဝမ်းမှာရှုံထားတဲ့ပွဲတွေရှိတယ်စူပါရေချမ်းကတော့ရှုံထားပေမဲ့လမ်းကဖြောင်းပြူးနေတယ်အဲ့တော့စူပါရေရဲ့ဒီဝမ်းမှာရှိတဲ့အခြေအနေနဲ့ဒီခုနကကျွန်တော်ပြောဆိုရန်တိုင်းထွန်းတို့ဒီတွေ့တဲ့ဝမ်းမရှိအခြေအနေချင်းကမတူဘူးအဲ့တော့တစ်ဖက်ကလမ်းကြောင်းကိုပြစ်ပယ်ပြီးတော့ဒီဘက်ကို weight kilo ဒီသူ့ဘက်ကို weight ချန်ခံပြီးထိုးပါမလားပေါ့ဟိုညီလေးကိုကိုကနာပြောရတယ်လို့လက်ရှိမှာလဲ65လောက်ရှိတယ် 66 68လောက်ပဲတင်မယ်ဆိုပြဿနာမရှိဘူး။ခုနပြောလို့9ကီလို10ကီလိုလောက်တင်မှာလားပြဿနာရှိတယ်။အဲ့တော့1ကိုလည်းမထိခိုက်နိုင်ဘူး။ဟုတ်။အဲ့တော့ဒီဟိုအမြင်ပေါ့နော်။ဒါကရေဘူးရပြောတာ။ तू ဒီ weight တိုင်းပဲထိုးမယ်။ဟိုကလည်းကြော်စော်ဝင်ရတယ် तू weight တိုင်းပဲထိုးမယ်။နည်းနည်း short လိုက်မယ်ဆိုဟို1ကိုလည်းအများကြီးမထိခိုက်ဘူး။ဘယ်လိုထိခိုက်မလဲဆိုတော့ငါအများကြီးတင်နိုင်တော့ထိခိုက်မလားတော့သိကြတယ်။ဟုတ်ကဲ့။အဲ့တော့ဘာပဲပြောညီလေးရယ်ကိုတို့ဒီကြော်စော်ဝင်နဲ့ စူပါဂျီချန်ပြည်သက်ကြည့်ချင်တဲ့ပွဲတစ်ပွဲစူပါဂျီချန်ဒီလေလက်ရှိ performance အရာရှိသွားတော့သွားတော့ရိုးရလက်ဝိသမားတက်ရောက်ပြီးရိုးရလည်းပြန်မှာသိကြဖို့ဆက်လက်ကျင်လည်အောင်ပါပဲဟုတ်ကဲ့1 throw နေဒီဖြစ်သေးမထိုးသည့်ဖြစ်သေးပေါ့နော်ဒါမဲ့1မှာသူစာချုပ်ကြီးရောက်ရင်တော့တမျိုးပေါ့စာချုပ်ကြီးရောက်ဖို့လေလောလောဆယ်မှာတော့ဟိုလောလောဆယ်မှာမရသေးဘူးပေါ့နော်အဲ့တော့သူရိုးရလက်ဝိသူဖြတ်တန်းရမှာပဲဖြတ်တန်းမယ်ဆိုတော့ကိုထင်တာပြည်သက်တွေရလည်းကြီးကျင်နေတယ်တောင်းဆိုနေတယ်သူတို့ပါစင်နေရရင်းနှီးမှုတွေပါတယ်နောက်ကွယ် အခြေအနေတွေကိုကိုမမြင်နိုင်ဘူးမသိနိုင်ဘူးအဲ့ဒါတွေကိုဖယ်လိုက်မယ်ဆိုရင်တော့သူတို့နှစ်ယောက်ရဲ့ပွဲတီမကြခင်မှာဖြစ်တဲ့ဟုတ်ကဲ့ပါဖြစ်တဲ့နေသားရှိတယ်ဖြစ်လာနိုင်တဲ့နေသားရှိတယ်ပေါ့နော်အဲ့လိုမျိုးပဲဒီသူတို့နှစ်ယောက်ရဲ့ပွဲစဉ်ညီလေးမေးတဲ့မေးကိုအချင်းချင်းပြီးတော့ပုံသက်ချင်တယ်ဟုတ်ကဲ့ဒီပွင့်လင်းရတီကလည်းကျွန်တော်နောက်လာတလားလောက်ဆိုရင် ကုန်ပြီဆိုတော့အဲ့ချိန်နေပြီးွားရတော့ကျွန်တော်ဒီ네ဘက်ကလောက်ဝေးပွဲရပြီးွားပြီဒီပြီပြီဒီပြီဒီမျိုးကြီးတွေမှာပဲရှိတော့မှာအဲ့တော့네ဘက်မှာတဲမယ်ဆိုရင်တော့ဒီပွင့်လေးရဒီမတိုင်ခင်ဖြစ်လာနိုင်မှာဆိုတာစောင့်ကြည့်ရမယ်ဒါမှမဟုတ်ဒီရန်ကုန်အသွင်ပေါ်မန်လီပရိုမိုတာရဲ့တဲမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီတဲမယ်အချိန်ကဂျားမှာဒီဖြစ်နိုင်သေးရေပေါ့နော်အဲ့တော့ဒီကြောစားဝင်းနဲ့စူပါဂျမ်ပွဲကဖြစ်လာနိုင်မလားဘလို့အခြေအနေနဲ့အခြေအနေနဲ့ပြည်သက်ရှိကိုရောက်လာမလဲဆိုတာကျွန်တော်ဆက်လက်အဆောင်ကြည့်ရအောင်တော့